ကိုလုံးတည်းများသူတို့ကောင်းမှုတွေစေရနာကောင်းမယ်ဆိုရင်ကံကောင်းမှာတော့သေချာအလုပ်တစ်ခုလုပ်တဲ့ဟာဒီဘဝမှာအကျိုးပေးတယ်သိထဓမ္မဝေရဏိယကံလို့ခေါ်တယ်လူတိုင်းလူတိုင်းဟာကောင်းတာလုပ်လို့ဆိုးတာလုပ်လို့စေရနာထက်ထက်တန်တန်နဲ့လုပ်လို့ရှိလုံးတည်းများဒီဟာဒီဘဝမှာအကျိုးပေးတယ်ဆိုတာဟာကိုတွေ့ တွေ့ရှိနေကြတဲ့လူတွေယောက်များစွာရှိတယ်။နော်ယောက်များစွာရှိမကောင်းမှုအကုသိုလ်လုပ်တဲ့လူတွေအားလည်းဒီဘဝမှာပဲအကျိုးပေးခံရတာတွေရှိတယ်ပေါ့။ဒီတယောက်ဟာမျက်တည်ကိုဖမ်းဖမ်းပြီးတော့ခြေတော်ကိုချိုးတဲ့လူတယောက်မတည်ခင်ပဲခြေတော်ဖြတ်ခံရတဲ့ကံကြမ်းနဲ့ဆုံးသွားတယ်။ခြေတော်ပြတ်သေးတာမျိုးတွေဖြစ်တယ်။ဒါဒီဘဝမှာလည်းဖြစ်တာနော်။ မကောင်းတဲ့အကုသို့ကြတော့ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဟာလည်းဒီဘဝမှာတည်းသူ့ရဲ့စေရနာအကျိုးပေးပြီးကောင်းကျိုးချမ်းသာတွေရတဲ့အလောက်ကိုင်းတွေဆင်ပြေတယ်စီးပွားဥစ္စာတွေတိုးတက်တယ်ဆိုကောင်းငင်ကရှင်မွေမွေမမယွာပေမဲ့လို့ကောင်းကျိုးချမ်းသာတွေကိုရကြတဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေကတော့တာရကသိပ်ပြီးတော့မရှားပါဘူးရှိပြီပေါ့အေး ဒါကြောင့်မို့ဒိဋ္ဌဓမ္မဝေရဏိယဆိုမျက်မှောက်မှာအကျိုးခံစားရတဲ့ကံမျိုးဆိုကိုလှုပ်တဲ့အထဲမှာရှိနေတဲ့ဟုတ်ကုသိုလ်ပဲလုံးလုံးအကုသိုလ်ပဲလုံးလုံးလက်ရှိဘဝအကျိုးပေးမဲ့ကံပါလာရောအဲ့ဒီကံရဲ့အကျိုးကိုတော့ဒီဘဝမှာလူတိုင်းလူတိုင်းဟာအမှတ်တမဲ့နေလို့တွေ့ရှိခံစားကြရတာမျိုးရှိတတ်နော် အဲ့တော့မဟာဒုံတုဇနီးမောင်နှံမိသားစုရဲ့အိမ်ဟာကောင်းငင်ရဲ့ရတနာမိုးရီရွာချလို့အိမ်လုံးပြေသွားတယ်လို့ဆို။ဒါနဲ့သူဟာဒီရတနာတွေသူ့အိမ်မှာပြေနေတာဘီယန်ကြီးစီအကြောင်းကြားတော့ဘီယန်ကြီးကနိုင်ရင်ပြင်ကိုတဲခိုင်းနေအောင်တဲပြီးရတနာဘုံကိုပုံပြီးတော့ဒီမျိုးမှာ ဒီလိုသူလောက်ယေရနာများတဲ့ပုဂ္ဂိုလ်ရှိသလားဘုရုဆန္ဒခံယူတာဘူရယာမရှိပါဘူးဒါဖြင့်ဒီလူကိုတထေးရာတူအနှင်းတဲ့သလားဆိုအနှင်းတဲ့မှာလဲဆိုကဲချက်ချင်းပဲသူကအလုံးစင်းတဲ့လူတယောက်ဟာချက်ချင်းကောင်းကျိုးချမ်းသာရပြီဆိုတထေးရာလူရသွားတယ်အဲ့ဒီမှာဒေဇာအရင်ကကောင်းကောင်းမရှိလို့ ခြုံနေပိတ်ပေါင်းနေလွှမ်းမိုးနေတဲ့မြေကကြီးတစ်ခွက်ကိုသူတထင်းနဲ့ထိုက်တန်နဲ့ကျယ်ဝန်းတဲ့မြေကကြီးတစ်ခုကိုဘုရင်ကနေပြီအဲ့ဒီနေရာမှာနေဖို့ဆိုပြီးတော့သူပေးလိုက်တယ်စေရနာကောင်းလို့ကံကောင်းလိုက်တာခြုံနေရှင်းတော့အဲ့ဒီခြုံနေကမြေတိုးလိုက်တာနဲ့တပြိုင်နက်ရွှေအိုးတွေကနှခမ်းချင်းထိပြီးတော့တူးလိုက်တိုင်းဟာရွှေအိုးတွေကြီးပဲတွေ့နေတယ်ဆိုတော့ အကျိုးကိုလည်းပဲသူဟာရတယ်။ဒါကြောင့်မို့သူဟာစေတနာဘွားကလွတ်မြောက်ပြီးတော့ချမ်းသာကြွယ်ဝတဲ့လူတယောက်ဖြစ်ရောက်ရှိပြီးကုသိုလ်ကောင်းမှုရာသက်ပံပြုပြီးတည်တဲ့အခါမှာနတ်ပြည်အောင်တဲ့လို့ဆိုတယ်။အဲ့ဒါမဟာဒုတ်သမိုင်းပဲပေါ့နော်။မဟာဒုတ်ရဲ့သမိုင်းကောရောဘရားလက်ထက်ရောက်တဲ့အခါမှာသူဟာတထေးသားဖြစ်ပြီးတော့ပဏိတသာမရိဘဝနဲ့ပဲချွတ်တန်းဝင်သွားတယ်။ ပဏိတသာမဏေဖြစ်နေချွတ်တန်းဝင်သွားတယ်ပေါ့ကျွန်တော်ခုနှစ်နှစ်အရွယ်မှာရှားနာဖြစ်သွားအဲ့တော့စေရနာကောင်းရင်ကံကောင်းတယ်လို့ဆိုတာအင်ဒမတတိထားရမယ့်အချက်ဖြစ်ကိုလုတ်တဲ့အလုတ်တွေမှန်သမျှစေရနာကောင်းကောင်းနဲ့လုပ်ဖို့လိုအပ်တယ်ပေါ့မင်္ဂန်နဲ့စိတ်ဒီသဘောထားတွေမင်္ဂန်နဲ့စေရနာတွေ တော့လှူတဲ့လူတွေဟာလှူတိုင်းစေတနာကောင်းသလားလို့ကိုယ့်ကိုစစ်တမ်းထုတ်ကြည့်ရကိုယ့်ရဲ့စေတနာဟာဘယ်လိုသဘောထားသလဲကိုကကုသိုလ်ကောင်းမှုမလုပ်လို့ရှင်သူများအပြစ်တင်မှကြောက်လို့လုံတဲ့လူမျိုးလည်းရှိတယ်။ဟမ်လုံမဲ့အတန်းနဲ့မလုပ်ဘူးဆိုရင် သူများပြစ်တင်မှကြောက်လို့လုံတဲ့လူလည်းရှိ နာမည်ပေါ်ခြင်းလို့လုပ်တဲ့လူလည်းရှိအဲ့ဒါမျိုးကြတော့စေရနာခေါင်းလို့ပြောလို့မရတော့ဒီမှာ intention လို့ခေါ်တဲ့ရည်ရွယ်ချက်ကမျိုးမျိုးရှိတဲ့ပုံအဲ့ဒီရည်ရွယ်ချက်ကောင်းမှုအမှန်တမ်းအရေးကြီးတယ်ကိုယ်ကောင်းမှုလို့ရင်ရည်ရွယ်ချက်ကောင်းရအောင်ကောင်းတဲ့ရည်ရွယ်ချက်ဒီစေရနာခေါင်းစေရနာကောင်းရင်ကံကောင်းမယ်ကံကောင်းလို့ရှိရင်အကျိုးကြီးကောင်းတယ်လို့ဆိုတယ် ဒါကတော့ယုံတမအရေးကြီးတဲ့ချက်တစ်ခုဘုရားဝါဒဝင်သူတော်စင်နေအနေနဲ့နှစ်စင်နဲ့အမြမဟာဒုတ်သမိုင်းကြောင်းကိုပြန်လည်တတိယတော့အဖြစ်ဟမ်မဟာဒုတ်မြတ်ဝိစေရံမဲဖောက်ပြီးတော့ကံကောင်းတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားရှုပ်ွားတော့ တန်ဃာတော်တွေကိုဆုံးကပ်ခွင့်ရတယ်။ဘုရားဘုရားကိုပူဇော်ခွင့်ရတယ်လို့ဆိုတာဟာ။ယန္တဝေပေါ့လို့မြတ်စွာဘုရားကိုရှုပ်ပွားတော်မှာဆုံးကပ်ခွင့်ရပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအလွန်ကံကောင်းတယ်လို့ပြောရအောင်။မြတ်စွာဘုရားဟောထားတဲ့တရားတွေရှိတယ်။ဒီကဲတတ်တော်ရှင်ဘုရားကိုယေရှုပြီးတော့ နော်စိတ်ကိုဓာတ်ညှထားနိုင်မယ်ဆိုရင်အကျိုးတူတယ်လို့တော်မြတ်စွာဘုရားဟောထားတိတ်ထန်တေနေဘူးတေစာပိတမေစိတ်တေတမန်ဖလန်တတော်ဒီရှမ်းမြတ်စွာဘုရားပြိနိဗ္ဗာန်ဆံသွားတဲ့မြတ်စွာဘုရားဆိုတော့ကိုကဘုရားပြိနိဗ္ဗာန်ဆံမှလူဖြစ်တယ်ဆိုတော့ ပြိနိဗ္ဗာန်ဆံသွားတဲ့မြတ်စွာဘုရားအေးဖျားတတ်တော်ထင်ရှားရှိတယ်မှာတွေးလိုက်ရတဲ့ပုဂ္ဂိုလ်တွေကဖျားတတ်တော်ရှိတဲ့အချိန်မှာဖျားကိုတိုက်ရိုက်ရှုပါအဲ့ဒီမှာတတ်တော်ထင်ရှားမြတ်စွာဘုရားကိုလှူရတာရဲ့မြတ်စွာဘုရားကိုယေရှုပြီးတော့ပြိနိဗ္ဗာန်ဆံသွားပြီးတော့မှလှူရတာလေအဲ့ဒီလှူရတဲ့အချက်နှစ်ခုမှာ စိတ်ဓာတ်ကိုတူနိုင်အောင်တူအောင်ပြင်ထားမယ်ဆိုလို့ရှိရင်အကျိုးကြီးတူတယ်လို့ဆိုတယ်အဲ့တော့ကိုယ်ပေါ်မှာပဲစိတ်နေသဘောထားကိုပဲပြင်ရမှာဖြစ်တယ်အဲ့တော့များသမီးမဲပေါင်းတဲ့ပုဂ္ဂိုလ်ကမိမိကိုယ်စိတ်ထဲမှာခံစားချစ်အေးတစ်ချိန်တုန်းကကသဘာဗုဒ္ဓရဲ့လက်ထက်မှာ ကသောမြတ်စွာဘုရားကသဘေပေးလိုက်လို့ရသွားတဲ့မဟာတုတ်ကြီးကံကောင်းလိုက်တာဘုရားကိုဆုံးကခွင့်ရသွားတယ်။ငါလည်းပဲသူ့နည်းသူပဲမြတ်စွာဘုရားကိုယေရှုပြီးတော့ဆုံးကခွင့်ရတယ်လို့ကံကောင်းလို့ဆုံးကခွင့်ရတယ်လို့ဆိုပြီးတော့စိတ်အားတွေတက်ကြွပြီးတော့ပီတိဖြစ်မယ်ဆိုလို့ရှိရင်အကျိုးပေးတယ် တူညီတဲ့အကျိုးကိုရရှိမှာဖြစ်တယ်။နော်။တူညီတဲ့အကျိုးမျိုးတူညီတဲ့အကျိုးဆိုတော့နော်။တူညီအောင်တိုင်းအမယ်ဆိုတော့တူနိုင်သလားလို့ဆိုတဲ့အခါမှာတူရတော့မလွယ်ဘူးပေါ့။တူရမလွယ်တူရမလွယ်သေးတဲ့အတွက်ကြောင့်ရှေရနာမိုးလဲရွာချင်မရွာမှာပေါ့။အဲ့လိုကြည့်မယ်နော်။သို့တော့ကုသကံနေစိတ်ထဲမှာ ချင်းမှုဝမ်းသာမှုတွေကုသတယ်မှာတူနေနေမြတ်တူအောင်ကြိုးစားမဲ့ဆိုလို့ရှိရင်ဒီကုသကံရဲ့အကျိုးတရားဟာအလဟသဖြစ်နေတော့ပဲနဲ့ကုသတယ်မှာကောင်းကျိုးချမ်းသာတွေကိုပေးမှာဖြစ်တယ်ပေါ့ရသော်ဘုရားကိုယ်တိုင်ကဟောထားတာရှိတယ်ပူဇာရဟေပူဇေယတောဘုဒ္ဓေဝယတိဝတာဝကေ ပပင်္စသမတိကံတိတိဏတောကပလိတုဖရာတို့ယဟနာတို့ပစ္စိကဗုဒ္ဓါတို့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာတကယ်ကိုပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေအဲ့တော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေကိုတိုက်ရိုက်ပူဇော်ရတာပဲဖြစ်စေရှင်စုပြီးတော့ပူဇော်ရတာပဲဖြစ်စေတဲ့ဟမ် တိတာဝကဖြစ်တဲ့ရဟန္တာတွေကိုပူဇော်ရတာပဲဖြစ်စီအဲ့ဒီပုဂ္ဂိုလ်တွေဟာဒီလိုပူဇော်တဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တွေကိုပူဇော်တဲ့ကုသိုလ်ကောင်းမှုရဲ့အတိုင်းအတာတစ်ခု ရေတွက်လို့မရပါဘူးလို့ဒါဆိုပြတူတူခေါ်တယ်။ဘာကြောင့်လဲလို့ဆိုတော့ဘာကြောင့်ပူဇော်တိုက်တာတော့ဆိုလို့ရှိရင်မိဖုတ္တိအကုတော်ဖြစ်ရင် ကြောင့်ပူဇော်လိုက်တုံးဆိုတိဏသောကပြိဋ္ဌိပပိစသမတိတ်ကံတိတိဏသောကပြိဋ္ဌိအဲ့ဒီပုဂ္ဂိုလ်မျိုးတွေမှာငါဆိုတဲ့အတွေ့ငါဟာဆိုတဲ့အတွေ့မယေအတ္တဆိုတဲ့မယွေနဲ့အမြင်ပပိစတရားတွေကင်းစင်ကြတယ်တဲ့ပပိစဆိုတာတဏှာကိုချက်ထွက်တတ်တဲ့တဏှာမာနဒိဋ္ဌိ နော်ကိုရထားတဲ့ခန္ဓာကိုယ်ပေါ်မှာမဟာလုတွေးတာတဏှာရဲ့အတွေးငါလုတွေးတာဒိဋ္ဌိရဲ့အတွေးနတ္တလက္ခဏာသုတ်အရာဆိုရင်ငါဖြစ်တယ်လို့ဆိုတာမာနရဲ့အတွေးငါရဲ့အတ္တလို့ဆိုလို့ရှိရင်တော့ဒိဋ္ဌိရဲ့အတွေးလို့ခေါ်တယ် တဏမာနဒိဋ္ဌိအတွေးတွေနဲ့တွေးနေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်မစင်ကြယ်ဘူးပေါ့အဲ့ဒီမစင်ကြယ်တဲ့ပုဂ္ဂိုလ်တွေကိုလူရတန်းရတာတဲ့အဲ့ဒီလိုမှားရွေးနဲ့ပပိစအတွေးတွေကိုကြော်လွှားသွားတဲ့ဖရာတို့ပိစိကဗုဒ္ဓတို့ယဟန္တာပုဂ္ဂိုလ်တွေကိုရှင်းစုပြီးလူလဲရမယ်ဆိုလို့ရှိရင်ကြီးမားလာတော့အကျိုးတရားမရတယ် တိဏသောကပရိဒိဝေအဲ့ဒီအတွေ့တွေမရှိသည့်အတွက်ကြောင့်သောကဆိုတာဆိုရင်ဘုဆိုတာသူတို့မှမရှိဘူးပရိဒိဝေဒီအတွက်ငြိရတာဆိုတာမရှိဘူးစိတ်နှလုံးဟာအေးချမ်းနေတယ်ပေါ့သောကပရိဒိဝေကင်းစင်တဲ့နှလုံးသားပိုင်ရှင်တွေကိုလှူလိုက်ရတမ်းလိုက်ရမယ်ဆိုရင်ဒီကုသိုလ်အတန်ကြီးမားတဲ့ကုသိုလ်မျိုးတစ်မျိုးဖြစ်တယ်တဲ့ တေတာတိတိပူဇေယတော်နိဗ္ဗုတေအကုတော်ပြီပြိနိဗ္ဗာန်ဆံသွားလို့နိဗ္ဗာန်ဝင်ဆံသွားလို့ဘိယကတိငြိမ့်သွားတဲ့ပြိနိဗ္ဗာန်ဆံဝင်ပြီဖြစ်တဲ့ဖရာပိစိကဗုဒ္ဓယဟန္တာပုဂ္ဂိုလ်တွေလှူလိုက်ပဲတန်းလိုက်ပဲပူဇော်လိုက်ပဲဆိုရင်နတ်တက်ကပူညာသင်္ခါတုဣမိထမပိကိနစီ ဒီကုသိုလ်ကောင်းမှုဟာအတိုင်းအတာဒီကုသိုလ်ကောင်းမှုရဲ့အကျိုးတရားဟာဘလောက်အတိုင်းအတာအထိပေးမယ်လို့ဆိုတော့ရှင်တွက်လို့မရဘူးတဲ့ပင်လေတဲ့ကရေကိုခတ်ပြီးတော့ဘဏ္ဍာလန်ဆိုတာမပြောနိုင်လို့တလို့ပဲအလုံးများပြားလာတဲ့ကုသိုလ်ကောင်းမှုတွေကိုရရှိတယ်လို့မြတ်စွာဘုရားကဒီပူဇော်မှုနဲ့ပတ်သက်ပြီးတော့ကံကောင်းမှု ကံရဲ့အကျိုးတရားနဲ့ပတ်သက်ပြီးတော့ထုတ်ဖို့ဟောကြားထားတာရှိထုတ်ဖို့ဟောကြားထားရှိဒါမှမဟုတ်စေရနာကောင်းလို့ရှိရင်ကံကောင်းတယ်ကံကောင်းလို့ရှိရင်အကျိုးပေးကောင်းမယ်ဒီဘဝတည်းမဟုတ်ဘူးဖြစ်လျာဘဝတွေမှာလည်းပဲအကျိုးပေးတွေကောင်းမယ်ကုသကောင်းမှုဆိုတာတစ်ခါလုံးလိုက်တာကနေပြီးတော့ဒီတယောက်ကတက်မှတ်သွားပြီးနောက်ဆုံးနေပါရသည့်ဖြစ်အောင် အကျိုးတရားဆိုတာဖြစ်ပေါ်တာရှေးတုန်းကဆိုလို့ရှင်ပုဂ္ဂိုလ်တယောက်ဘုရားရှင်နဲ့ကြုံတဲ့အခါမှာပန်းကလေးတစ်ပွင့်လှူပြီးတော့ခြေနဲ့ဆရာကောင်းတဲ့ပီတိတွေနဲ့မိမိလှူလိုက်တဲ့ပန်းလေးတစ်ပွင့်အပေါ်မှာဒီကုသိုလ်ကောင်းမှုလေးအပေါ်မှာအလုံးကိုပီတိဖြစ်ပြီးတော့ဝမ်းသာဝမ်းမြဝမ်းသာဖြစ်နေတဲ့ကုသိုလ်စိတ်တွေတိုးပွားပြီး သိသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာနောက်ဘဝတစ်ခုရောက်တဲ့အခါလဲကုသိုလ်တွေဆက်ဆက်လုပ်သည့်အတွက်ကြောင့်ပန်းတပွင့်လှူရတဲ့ကုသိုလ်ကိုအခြေပြုပြီးတော့90နဲ့တကမာအပေဘုံဆိုတာမရောက်ခဲ့ဘူးပြိဆံဘဝမရောက်ခဲ့ဘူးတိတ်တာဘဝမရောက်ခဲ့ဘူးမရဲဆိုတာမရောက်ခဲ့ဘူးလူပြေရောက်လိုက်၊တပ်ပြေရောက်လိုက်၊လူပြေရောက်လိုက်၊နတ်ပြေရောက်လိုက်။ဒီကုသိုလ်ကံကနေပြီးတော့ ဆောင်းလျှောက်သွားဘယ်သူမှဆောင်းလျှောက်တာမဟုတ်ဘူးကုသကံကဆောင်းလျှောက်တယ်အဲ့တော့ကုသကံကိုဓမ္မလို့ခေါ်ဓမ္မဆိုတာသူ့အကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုအတ္တနံဓာရင်တေစတုတုအပါယေတုအပ္ပဒမာနေကတ္တဝါဓာရေတိတိဓမ္မောဒီကုသိုလ်ဆိုတဲ့သဘာဝတရားသည်အဲ့ဒီမိမိဖြစ်ရာပုဂ္ဂိုလ် ဘယ်တော့မှအပေဘုံမရောက်အောင်သူကဆွဆောင်ထားနိုင်တယ်။ဆောင်းဆောင်ကေတင်ထားတယ်ဆိုတော့တော့အမိတမအားကိုးစရာကောင်းတယ်ပေါ့။မိတမအားကိုးစရာကောင်းတယ်။အဲ့ဒါလို့ကုသိုလ်တရားရဲ့စွမ်းအားနဲ့သူဟာ90နဲ့တကမာတကမာတွေမကဘူး90နဲ့တကမာပန်းတကွင်လှူတဲ့ကုသိုလ်ကနေအခြေပြုတ်ပြီးတော့ 90တကဘာအပယ်မလားတဲ့အပြင်မှာနောက်ဆုံးအချိန်မှာဒီကုသိုလ်ကိုအကံကိုအခြေပြုပြီးတော့မြတ်စွာဘုရားနဲ့တွေ့လို့တရားဓမ္မဟောကြားပြီးသစ္စာကိုသိပြီးနောက်ဆုံးမှာနိဗ္ဗာန်မျက်မှောက်ပြုသွားတယ်။ရဟန္တာပုဂ္ဂိုလ်ထီအောင်ဖြစ်သွားတယ်။အဲတော့ကုသိုလ်ကံတစ်ခုဟာကိုယ့်အတွက်အဆက်ဆက်အဆင်ပြေအောင်လုပ်တော် ဒီဘဝမှာကုသိုလ်ကောင်းမှုလုပ်လိုက်လို့ဒီကုသိုလ်ကံကြောင့်ကောင်းတဲ့ဘဝရောက်တယ်။ရှောင်းသွားရင်အဲ့ဒီဘဝမှာလည်းပဲကုသိုလ်ကောင်းမှုဆက်လုပ်တယ်။အဲ့ဒီကုသိုလ်ကံကြောင့်ကောင်းတဲ့ဘဝရောက်တယ်။ရှောင်းတဲ့အခါကုသိုလ်ကောင်းမှုဆက်လုပ်တယ်။အဲ့ဒီလိုကုသိုလ်ကောင်းမှုအစဉ်ဆက်မပြတ်ပြုလုပ်သွားသည့်အတွက်ကြောင့်သူပုဂ္ဂိုလ်စိတ်ကောင်းစေတနာကောင်းကြောင့်ကံကောင်းကံကောင်းမှုအကျိုးပေးကောင်းပြီးတော့ နောက်ဆုံးမှာနိဗ္ဗာန်ထိအောင်မျက်မှောက်ပြုသွားနိုင်တဲ့အကျိုးတရားကိုရနိုင်တယ်လို့ကုသိုလ်ကောင်းမှုဆိုတာအလွန်အားကိုးရတဲ့နေထားမျိုးဖြစ်တယ်။မြတ်စွာဘုရားသခင်ကိုရောမြတ်ကိုယ်တိုင်ကနော်ပုံဉ္စီပုရိသောဂိရိတာဂိရိတာနံပုဏ္ဏပုဏ္ဏတမိသနံဂိရိတာထဒုခောပုညတ္တဥစဉ်ယောဒါလေးကိုမှတ်သားထားပြီးတော့ ဒီတိုင်းလိုက်တာပေါ်ဆောင်မှုတော့မြတ်စွာဘုရားရဲ့အဆုံးမတရားရှိကြစွာတည်ပါစေဆိုတာဒီလိုအဆုံးမစကားမျိုးကိုဆွလို့နေပေါ့နော်ဘုရားသာသနာစီရန်ဒိဋ္ဌတုဘုရားသာသနာရှိကြစွာတည်ပါစေဆိုတာအဆုံးမတွေကိုပြောတာနော်ဘုရားဆုံးမတဲ့အဆုံးမစကားတွေလိုက်နာမယ်ဆိုရင်လိုက်နာတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာတည်တယ်လို့ဒီလိုခေါ်ရမလိုက်နာဘူးဆိုရင်လိုက် ီပုဂ္ဂိုလ်မှာသာသနာမတည်ဘူးလို့ပြောသာသနာဆိုတာလူအပြင်မှာတည်တာမဟုတ်ဘူးပြောမယ်ဆိုလို့ရှင်ဖရာအကြောင်းကံတည်းကသာသနာမဟုတ်ဘူးသာသနာဆိုဒီမှာမြတ်စွာဘုရားရဲ့အဆုံးအမစကားတော်ဒီသာလေးသာအဲ့ဒီအဆုံးအမစကားတော်တွေကိုအကြောင်းပြုပြီးတော့လူကြတန်းညလို့ဖရာတွေအကြောင်းတွေကံတွေဖြစ်လာတာဟုတ်သူတို့ကသာသနာမဟုတ်ဘူးသာသနာဆိုဒီမှာမြတ်စွာဘုရားရဲ့အဆုံးအမ ကြည်မြတ်စွာဘုရားကုသိုလ်နဲ့ပတ်သက်ပြီးဘယ်လိုဆုံးမတော့ဆိုပုံညာစေပုရိသောအကိရာတတော်တယောက်မှာကုသိုလ်ကောင်းမှုလုပ်ပဲဆိုရင်နဲ့လုပ်လဲလုပ်ပါကုသိုလ်ကောင်းမှုလုပ်ပါလုပ်မယ်ဆိုလို့ရှိရင်ကိရာနံပုဏ္ဏပုဏ္ဏထထလုပ်ဖြစ်အောင်လုပ်ပါလို့ဆိုအခုမဟာတုတ် ရသပိစေရံမဲဆိုတဲ့ဒီကုသိုလ်ကောင်းမှုဟာ26အချိန်ပေါင်းတောင်60ရှိပါနော်ထပ်ထပ်လို့ထပ်ထပ်လို့ကြအဲ့တော့ကုသကောင်မှုလုပ်ရင်ထပ်ထပ်လုပ်ပါတဲ့ရသော်ဗျာပုဏ္ဏပုဏ္ဏကိရဏံပုဏ္ဏပုဏ္ဏအဲ့ဒီကုသကောင်မှုကိုအချင်းချင်းထပ်ထပ်လုပ်ပါ တံမိသန္နံကရိရတာလို့ချင်တဲ့သန္နကိုလည်းမွေးထားပါသုကုသကံကိုတခုလှုပ်ထားပြီဆိုရင်နောက်ထပ်လှုပ်ပြအောင်ကြိုးစားချိန်ချိန်ထက်ထက်လှုပ်ပြအောင်ကြိုးစားလို့ချင်တဲ့သန္နကိုလည်းပဲရင်ထဲမှာရှင်းသန်းနေအောင်ထားဘာကြောင့်ဒီလိုတိုက်တွန်းရသလဲဆိုရင်သူခောပုံညတ်တဥစေယောပုံညတ်ကုသကံကိုဥစေယောမိမိတဏ္ဍာမှာ တို့တဲ့မြားပြလာခြင်းသည်ဒုက္ခချမ်းသာဒုက္ခရခြင်းအကြောင်းပဲဖြစ်တယ်။လောကလူတွေကချမ်းသာခြင်းနဲ့သို့သောအကုသိုလ်တွေယင်နေမြားလာပြီဆိုရင်တော့ရှင်းမှာပဲတိတ်ချတယ်။ကုသိုလ်တွေယင်နေနှလုံးထဲမှာမြားလာပြီဆိုမှချမ်းသာမှာဖြစ်တယ်တဲ့။ဒါကြောင့်မို့သစ္စာဘုရားရဲ့အဆုံးအမတရားတော်တွေမြတ်ကိုလုံးတဲ့ကုသိုလ်ကောင်းမှုသည်စေရနာမှန်မှန်နဲ့စေရနာထက်ထက်တန်တန်နဲ့ စေရနာကောင်းကောင်းနဲ့ပြုလုပ်ခြင်းအားဖြင့်ကံကောင်းမှဖြစ်တယ်ကံကောင်းလို့ရှိရင်လည်းအကျိုးကြီးကောင်းမှဖြစ်တယ်အကျိုးကြီးကောင်းမှုကံကောင်းမှုအကျိုးကြီးကောင်းအောင်ကံကောင်းမှုလိုတယ်ကံကောင်းမှုအတွက်စေရနာကောင်းမှုလိုတယ်ဆိုတာလေးခွင်းဆက်အနေနဲ့မှတ်သားပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုယဉ်ထဲမှာမှတ်သားလို့ကုသိုလ်ကောင်းမှုကို စင်ဆက်မပြမိမိတို့တဏ္ဍာမှာဖြစ်ပေါ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း